ာဂီရမြုပ်နယ်ရဲစခန်းကိုဖောက်ခွဲတက်ခိုင်းမှုကြောင့်ရဲသုံးဦးထိခိုက်ဒဏ်ရာရရှိပြီးတအူးစိုးရင်ရာကြောင်းတည်ရပါတယ်။ရန်ကုန်တိုင်းတာဂီရမြုပ်နယ်ရဲစခန်းကိုဖောက်ခွဲတက်ခိုက်ရာရဲသုံးဦးထိခိုက်ဒဏ်ရာရရှိပြီးတအူးစိုးရင်ရာကြောင်းမြို့ပြကျွတ်အဖွဲ့မှတာဝန်ရှိသူတအူးကပြောပါရတယ်။နိုဝင်ဘာလ၁ရက်နေ့ည09:30မိနစ်ခန့်တွင်တာဂီတာမြုပ်နယ်ရဲစခန်းကိုလက်လုပုံလက်ပစ်ပုံများဖြင့်တော်နိုင်ရဲဘော်များကဖောက်ခွဲတိုက်ခဲ့ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုအတွင်း ရဲသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတအူးမှာဒဏ်ရာပြင်းထန်ကြောင်းပောက်ကွဲမှုဖြစ်ပြီးနောက်အချမ်းဖက်စစ်တပ်ဘက်ကရန်တမ်းပစ်ခတ်မှုများလုပ်ဆောင်ခဲ့တော်လဲတော်နိုင်ရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။အတက်ခိုက်မှုမှာ၃ယောက်ထိထားတယ်။တယောက်ကတော့ဒဏ်ရာပြင်းထန်တယ်။ည7နာရီကျော်လောက်မှာဆေးရုံကရဲစခန်းထဲဝင်သွားတာတွေ့တယ်လို့ဒေသအပြည်သူတွေကပြောဆိုတယ်ဟုမြို့ပြကျွတ်အဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။ဆက်လက်၍ ပြည်သူပေါ်ဖိနှိပ်ညံရှာနေသည့်အကြမ်းဖက်ဆေးအုပ်စု၏လက်ပါစီတောက်တိုင်များကိုအချိန်နရာမရွေးတိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းမြို့ပြကျွတ်အဖွဲ့မှတာဝန်ရှိသူတဦးကဆက်လက်ပြောဆိုပါသည်တနင်္ဂနွေလုံးရှိမြို့အဝင်ကိန်းနှင့်စစ်ဆေးကိန်းများတွင်စီရင်ဝန်ထမ်းများဖမ်းမိပါကရွေးကောက်ပွဲကိုနှောက်ယှက်မှုဖျက်ဆီးသူများဥပဒေဖြင့်အရေးယူဖမ်းဆီးရန်ညွှန်ကြားကြောင်းသိရပါသည်မြန်မာတနင်္ဂနွေလုံးရှိမြို့အဝင်ကိန်းနှင့်စစ်ဆေးကိန်းများတွင်စီရင်ဝန်ထမ်းများကိုစစ်ဆေးဖမ်းမိပါကရွေးကောက်ပွဲကိုနှောက်ယှက်မှုဖျက်ဆီးသူများဥပဒေဖြင့် အရေးယူဖမ်းဆီးရန်ညွှန်ကြားလိုက်ကြောင်းမြေပြည်တော်စစ်ဘက်တွင်ရင်းမြစ်ကပြောဆိုပါရယ်အကြံပေးစစ်တပ်ကအောက်တိုဘာလနှောင်းပိုင်းတွင်အလိုရှိနေသောနိုင်ငံရေးလှုပ်ရှားသူများစီဒီအမ်များနဲ့စစ်ပြေးရဲပြေးဖမ်းဆီးနိုင်ရေးအတွက် PSMS application ကိုအစစ်မြစ်တင်လိုက်ပြီးအမြင့်ပြည့်စင်တွင်ထားသူများကိုစစ်ဆေးဂိတ်များတွင်ဖမ်းမိပါကရွေးကောက်ပွဲနှောက်ရှက်ဖြက်စီးသူများကိုအရေးယူသည့်ဥပဒေပုံမှန်23ကာကြီးဖြင့်အရေးယူရန်ညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရှိရပါသည် BSMS နဲ့စစ်လို့စီဒီအမ်တွေမိရင်ရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာ ဖြစ်စည်းခြင်းမှာအကာအကွယ်ပေးဥပဒေနဲ့အရေးယူဖို့ညွှန်ကြားထားတယ်။ BSMS မှာ CDM စီရင်တွေပါထပ်တိုးဆင့်မြင့်တင်ထားတယ်ဟုနေပြည်တော်စစ်ဘက်တွင်ရင်းနှီးကပြောဆိုပါတယ်။မေအောင်လိုင်းခေါင်းဆောင်သောအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကလူမှုကွန်ရက်စောင့်ကြည့်မှုနဲ့စီမံခန့်ခွဲမှုစနစ် Process Utilization and Monitoring System PSMS Application ကိုလုံခြုံရေးအစစ်မြင့်တင်ခြင်းအမိမဲစီရင်များထပ်တိုးခြင်းကိုအောက်တိုဘာလနောက်ပိုင်းအတွင်းညွှန်ကြားခဲ့ကြောင်း အဆိုပါညွှန်ကြားချက်ကိုပြည်နယ်နဲ့တိုင်းဒေသကြီးများအားလုံးတို့ညွှန်ကြားလိုက်ခြင်းဖြစ်ပြီးအ धिक အားဖြင့်ရဲတပ်ဖွဲ့ကအကောင့်ထဲဖုံးနေရခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်တပ်ကအကောင့်ထဲဖုံးနေသော Process Utilization and Monitoring System PSMS application တွင်ကနအုလူရေ9000ကျော်ကိုကနအုထည့်သွင်းခဲ့ပြီးယခုအခါအရေအတွက်9000ကျော်သွားပြီဖြစ်ကြောင်းသိရှိရပါတယ်။ရုရှားကအ धिक တာဝန်ယူရေးဆွဲပေးသော PSMS application ကိုစစ်ကောင်စီကရေးဆွဲထုတ်လုပ်လိုက်ပြီး အဆိုပါ application မှာစစ်တပ်ရဲနဲ့လောက်ဝကများတိတပ်အုံပြုစစ်ဆေးရန်သားဖြစ်ကြောင်းစစ်ဆေးဂိတ်များလေစိတ်ရေစိတ်မြို့အဝံထွက်ဂိတ်များနဲ့ကားဂိတ်များရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များထွေအုပ်ရဲနဲ့လောက်ဝကများထံသို့ application များချထားပေးကြောင်းအဆိုပါ application ကိုဝင်ရောက်ရန် key နဲ့ password များကိုစစ်ကောင်စီကတင်းကျပ်စစ်စစ်စွာချထားပေးပြီး PSMS application အတွင်းရှိအချက်လက်များကိုမြေပြည်တော်ကတည်ရိုက်ထိန်းချုပ်ထားကြောင်းယင်း PSMS application ထဲတွင်စစ်ကောင်စီကအလိုရှိနေသောနိုင်ငံလှုပ်ရှားသူစီရင်များနဲ့စစ်ပြေးရဲပြင်းများကိုအဓိကဖမ်းဆီးနေခြင်းဖြစ်ကြောင်းသိရပါသည်စစ်ကောင်စီကလုံခြုံရေးစစ်ဆေးရန်တည်တံ့ထုတ်လုပ်ထားသော PSMS application ကို၎င်းတို့အတိမတ်ပြုထားသည့်ဖုန်းကွန်ပျူတာများတွင်သာဒေါင်းလုဒ်လုပ်နိုင်ပြီးအခြားကွန်ပျူတာနှင့်ဖုန်းများကကူးယူခြင်းမပြုလုပ်နိုင်ပေလုံခြုံရေးအစစ်မြစ်တင်ထားကြောင်းသိရှိရပါသည် မုံရွာမှာစစ်တပ်ကလုံခြုံရေးအပြည့်နဲ့ကထိန်ထည့်ကြောင်းသိရပါဗျ။သခိုင်းတိုင်းမုံရွာမြို့ပေါ်မှာစစ်တပ်နဲ့ရဲတွေကတရက်တွေជីကာတွေနဲ့လုံခြုံရေးအပြည့်ယူကာကထိန်ထည့်ခဲ့ကြောင်းမြို့ခံတွေကပြောပါဗျ။နိုဘာလ၁ရက်နဲ့နိုဘာလ၂ရက်ကမုံရွာမြို့ပေါ်မှာအာနာသိစစ်တပ်စစ်ကောင်စီနဲ့ရဲတပ်ဖွဲ့တွေဟာတနတ်တွေជីကာတွေဂျမာတွေနဲ့လုံခြုံရေးအပြည့်ယူပြီးကထိန်ထည့်ခဲ့ကြောင်းမြို့ခံတွေကပြောပါဗျ။မနေ့ကရဲဒီကနေ့ကစစ်တပ်ជីကာတွေလည်းဝှထားတယ်ဂျမာတွေနဲ့ကိုထွက်တာလို့ ။မုံရမြုတ်ခါမျိုးသားတူကပြောပါရယ်။စစ်ကောင်စီတပ်ရဲ့ကထိန်မှာ drone နဲ့ဘုံတဲခါရမှာကြောက်လို့ဂျမကားနဲ့ကထိန်နှဲခဲ့တာကြောင့်တမျိုးလုံးဖုန်းလိုင်းတွေယာယီပြတ်တောက်မှတ်ခဲ့ကြောင်းမြုတ်ခါတွေကပြောပါရယ်။ဒါအပြင်စစ်ကောင်စီတပ်ကလုံခြုံရေးအတွက်မုံရမြုတ်ပေါ်ကလောင်းနေပါပိတ်ထားခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။စစ်ကောင်စီတပ်ဟာမုံရမြုတ်ပေါ်မှာလည်းလမ်းမဲ့တစ်စောင်းတိုင်းပျော်ကွဲရှင်ပွဲပြုလုပ်ဖို့စီစဉ်နေပြီးလူငယ်တွေကိုပေါ်လာဆွဲဖမ်းဆီးဖို့အစီအစဉ်နေတယ်လို့ဒေသခံတွေကပြောပါရယ်စစ်တပ်ဟာမုံရမြို့ပေါ်မှာ ပျော်ဝဲရွှင်ပွဲတွေပြုလုပ်နေပေမဲ့မုံရပပလဲမှာတော့တော်လိုင်းအင်အားစုတွေနဲ့တက်ပွဲတွေဖြစ်ပွားနေကြောင်းလည်းသိရပါတယ်။အတူအောင်ရွေးကောက်ပွဲပေါ်စတင်ဝေဖန်သူ88ဦးဖမ်းဆီးထားကြောင်းစစ်ကောင်စီကထုတ်ပြောလိုက်ပါတယ်။အာဏာသိမ်းစစ်တပ်ကကျင်းပဖို့စီစဉ်နေတဲ့အတူအောင်ရွေးကောက်ပွဲပေါ်စတင်သူဝေဖန်မိသူတွေကိုထိထိရောက်ရောက်အရေးယူသွားမယ့်အကြောင်းကိုလက်ရှိမှာစစ်တပ်ရဲ့ရွေးကောက်ပွဲကာကွယ်ဥပဒေကိုအသုံးချပြီးဖမ်းဆီးထားသူ88ယောက်ရှိကြောင်းစစ်ကောင်စီကထုတ်ပြောပါတယ်။ အော်တိုဘား31ရက်ကပြုလုပ်တဲ့ရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဘုတ်ကော်မတီစည်းဝေးမှာစစ်ကောင်ရှင်ပြည်ထောင်ဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖြစ်စည်းခြင်းမှကာကွယ်ပေးရေးဥပဒေဖြင့်အော်တိုဘားလ29ရက်နေ့အထိအရေးယူဆောင်ရွက်မှု40ရှိခဲ့ပြီးအမျိုးသား83ဦးအမျိုးသမီး9ဦးစုစုပေါင်း88ဦးအထိအရေးယူထားပြီးဖြစ်ကြောင်းဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကပြောပါတယ်။ စစ်ကောင်ရှင်ပြဋ္ဌာန်းထားတယ်ရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖြစ်စည်းခြင်းမှကာကွယ်ပေးဥပဒေဟာသူတို့ရဲ့အတုရောင်ရွေးကောက်ပွဲကိုဟန်တာနှောက်ယှက်ဖြစ်စည်းရင်အနည်းဆုံးထောင်နှံ၃နှစ်ကနေအများဆုံးထောင်နှံ၁၀ကျော်နဲ့တည်တံအထိချမှတ်နိုင်တဲ့ဥပဒေဖြစ်ပါတယ်။ဒါအပြင်စစ်တပ်ဟာရွေးကောက်ပွဲအတွက်ဝါရဖြန့်ရိုက်ကူးထားတဲ့ခေတ်သမိုင်းကိုဒုံးစားမိသူများဇလန်းကိုဝေဖန်နေဆိုတဲ့အကြောင်းပြချက်နဲ့ Writer Mighty Writer စဘူးထိုးသက်လွင် Writer အောင်ချမ်းလူတရုတ်ဆောင်ဂျုံဝင်းထုတ်ဟာသာတရုတ်ဆောင်အုံနိုင်တို့ကိုလည်းဖမ်းဆီးအရေးယူထားတာဖြစ်ပါတယ်။ ် NUG ပါဝင်ဒီမိုကရေစီအားစုတွေကတော့ဖွဲ့စည်းပုံခြေကဥပဒေကိုဖျက်သိမ်းထားတဲ့စစ်ကောင်ရှင်အနေနဲ့ရွေးကောက်ပွဲကိုကျင်းပခွင့်မရှိကြောင်းနဲ့ဗီဒီယိုထုထောက်ကမှုမရှိတဲ့အတူအယောင်ရွေးကောက်ပွဲကိုဆက်လက်ကျင်းပတာဟာနိုင်ငံအာဏာကိုမတရားတဲ့နီလာနဲ့ရယူဖို့ကြိုးပမ်းခြင်းသာဖြစ်တယ်လို့ပြောဆိုထားပါတယ်။စီဒီအမ်နာကိုအလို့မခန့်ရလှုံ့ဆော်ခဲ့သည့်ဒေါက်တာနန္ဒဝင်းအားတခင်အားရကျွန်ပါဝါဖြစ်တတ်မှတ်ကဗီဒီယိုဂုံကြီးစုရှင်စရဲမှဖယ်ရှားလိုက်ကြောင်းသိရပါတယ်။ ရန်ကုန်တိုင်းကုသရေးဦးစီးဌာနမှဒေါက်တာနာနာဝင်းကိုပြည်သူ့ကောင်ကြီးအသင်းရဲ့အဆုရှင်အဖြစ်ကနေဖယ်ရှားလိုက်ကြောင်းပြည်သူ့ကောင်ကြီးအသင်းဗဟိုလ်အုပ်မှုဆောင်အဖွဲ့ကသတင်းထုတ်ပြန်လိုက်ပါတယ်ဒေါက်တာနာနာဝင်းရဲ့လက်ရှိရည်တည်လှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးပြည်သူ့ကောင်ကြီးအသင်းကပြင်းထန်စွာရှုတ်ချသလိုဆုရှင်စရင်ကနေလည်းဖယ်ရှားလိုက်ကြောင်းထုတ်ပြန်ချက်မှာပါရှိပါတယ်ဒေါက်တာနာနာဝင်းဒီဒိုင်းရင်သားပြည်သူများကိုအစွမ်းကုန်ဖိနှိပ်နေသည့်စေအုပ်စုလုပ်ရများတွင်ထောက်ခံအပိတ်ရည်တည်နေခဲ့ပြီး CDM ဆရာဝန်များတူနာပြုများ ဈမိုင်းဝန်ထမ်းများကိုပုဂ္ဂလိကဆေးရုံများကဝန်ထမ်းအဖြစ်မခန့်အပ်ရန်စေုပ်စုအလိုကျသူ၏အခွင့်အာဏာကိုတုံးလျက်ပြည်သူ့ဈမိုင်းစောင့်ရှောက်မှုပေါ်လစ်လူရှုခဲ့သည့်တခင်အားရဂျုံပါဝပြုမှုဆောင်ရွက်ချက်များကြောင့်ပြည်သူ့ကုံရီအသိစုရွေးချယ်ရေးဆိုင်ရာမူဝါဒတရက်ဖြစ်သောနိုင်ငံသားများနဲ့လူပေါင်းလောကအတွက်စံပြတ်ဖြစ်မှုအရေးချင်းမှလုံးဝသိပြီးနေခဲ့သည့်ဖြစ်ပါသည်လို့ပြည်သူ့ကုံရီအသိကဆိုထားပါသည်အခုလိုဒေါက်တာနာနာဝင်းရဲ့လှုပ်ဆောင်ချက်တွေဟာပြည်သူ့ကုံရီစုရွေးချယ်ရေးမူဝါဒဖြစ် နိုင်ငံသားများနဲ့လူပေါင်းလောကအတွက်စံပြတ်ဖြစ်မှုအခြေချနဲ့လုံးဝသိပြီးနေပြီဖြစ်တာကြောင့်ဒေါက်တာနန္ဒဝင်းနဲ့တက်ဆိုင်တဲ့ချစ်လက်တွေကိုအင်တာနက်စာမျက်နှာကနေဖယ်ရှားခဲ့ပြီးဖြစ်သလိုဗီဒီယိုကုန်ကြီးစုရှင်ဖြစ်ထိုက်တာမှုမရှိဘဲဆက်စုပ်ရုံရှားပွဲရုပ်မှရက်ဆက်တဲ့စိတ်ထားနဲ့ရက်ပြီးချက်ကိုပြင်းထန်စွာရှုတ်ချလိုက်တာတင်ရလာတာဖြစ်ပါတယ်ဒေါက်တာနန္ဒဝင်းကိုဗီဒီယိုကုန်ကြီးရဲ့အသင်းကပြီးခဲ့တဲ့2015ခုနှစ်မှာအထူးစုအနေနဲ့ဂုဏ်ပြုခဲ့တာဖြစ်ပြီးလက်ရှိမှာတော့အဲ့ဒီစုကိုပြန်လည်ဖယ်ရှားလိုက်တာဖြစ်ပါတယ် ဒေါ်လာရေးကိုမယုံတိဆောက်ရေးကိုသာယုံသည်ဆိုတဲ့ဒေါ်သက်သက်ခံရွေးကောက်ပွဲဝင်ခြင်းလို့အတနာခံစားမဆောင်တင်သွင်းထားပေမဲ့အကြောင်းပြန်ကြားမှုမရှိကြောင်းသိရပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသက်သက်ခံဟာအထူးအရောက်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်နိုင်ဖို့စစ်တပ်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကိုအတနာခံစားမဆောင်တင်သွင်းထားပေမဲ့အကြောင်းမပြန်လာသေးဘူးလို့ထုတ်ပြောခဲ့ပါတယ်။နိုဝင်ဘာလ၁ရက်နေ့မနေ့ကရန်ကုန်မြို့ Sky Star Hotel မှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာဒေါ်သက်သက်ခံကအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ UC ကိုကျမတနာခံစားတင်ထားတယ်။ UC ကအဲ့ဒီတနာခံစားကိုလက်ခံမလားလက်မခံဘူးလားကတော့ဒီနေ့ထိအကြောင်းမပြောင်းသေးဘူးလို့ဒေါ်သက်သက်ခံကဆိုပါတယ်။ UC ကပြီးခဲ့တဲ့အောက်တိုဘာလ6ရက်နေ့မှာဒေါ်သက်သက်ခံကိုကိုယ်စားလှယ်လောင်းအောက်သက်သက်ခံကပြထုတ်ပေးခဲ့ပြီမဲ့အောက်တိုဘာလ21ရက်နေ့မှာတော့ကိုယ်စားလှယ်လောင်းစရင်ကလည်းပယ်ဖြတ်လိုက်ကြောင်းအကြောင်းကြားစာရရှိခဲ့တယ်လို့သိရပါတယ်။ဒေါ်သက်သက်ခံဟာစစ်တပ်ရဲ့တောက်တိုင်အကြီးစားဖြစ်တယ်လို့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကလည်းစစ်တပ်ရဲ့လုံရမှန်သမျှကိုထောက်ခံလာသူလည်းဖြစ်ပါတယ်။ ဒါကြောင့်သူဟာစစ်တပ်ကကျင်းပမဲ့အတုရောင်ရွေးကောက်ပွဲမှာရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွတ်တော် FPTP မဲဆန္ဒနဲ့အမှတ်နှစ်ကနေဝင်ရောက်ရှင်တိုင်မှုအမိစင်းတင်သွင်းခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်စေုပ်စုလက်အောက်ခံ UC ကတော့ဒေါ်သက်သက်ခံကိုအောက်တိုဘာလ25ရက်နေ့မှာအတွေ့အကြုံပေးဆက်ဖို့ကြာရှိနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ရွေးကောက်ပွဲမှာပါဝင်ရှင်ပြမဲ့ကိုယ်စားလောင်းနေရာကနေပယ်ဖြတ်ကြောင်းကြေညာလာခဲ့တာဖြစ်ပါတယ်။ဒူဟာအဆိုပါသတင်းစာရှင်းလင်းပွဲမှာကျမတို့ပါတီကတော်လှန်ရေးကိုမယုံကြည်ဘူး။တိဆောက်ရေးကိုယုံကြည်တယ်။ ထိတ်တက်ရင်ဆိုင်သားတွေကိုမယုံကြည်ဘူးလို့လည်းပြောဆိုသွားခဲ့ပါတယ်။ရွှေနန်းတော်ရွှေဆိုင်ပိုင်ရှင်ဖြစ်တဲ့ဒေါ်သက်သက်ခိုင်ဟာ68 resident လို့ခေါ်တဲ့အင်ယာစီမံကိန်းအတွက်ဆေးရုံစုတောက်တိုင်အကြီးစားဖြစ်တဲ့ကမ္ဘောဇာဘဏ်ကနေငွေကျပ်ဘီလီယံတရာကျော်ချေယူထားခဲ့ပြီးအဆိုပါအတွေ့ကိုပြန်မဆက်နိုင်တာကြောင့်ရွေးကောက်ပွဲဝင်ကိုပယ်ဖြတ်ခံရတာဖြစ်တယ်လို့ပြည်သူတွေကယုံကြည်ကြပါတယ်။စီဒန်ဘူကြီးစင်ရော်ကတော့ရှင်းရှင်းပြောရရင်တော့သူတို့ကြီးပဲကိုယ်စလဲလောင်းဖြစ်နေတဲ့သဘောပါပဲ။ထွက်တော်မှာတော့ရန်လုံးပြစ်ကျန်ဖို့သူတို့စစ်ဘိုလ်ချုပ်တွေပဲဖြစ်မှာ အကြောင်းပြတယောက်နှစ်ယောက်လောက်ကလည်းအလကောင်းနေ NLD ကိုဆင်းနေတဲ့သူမျိုးကိုပဲလက်ခံမဲ့အလီထားမျိုးပေါ့နော်ဒေါ်သက်သက်ခံကကြတော့လွတ်တော်တဲ့ရောက်လာတဲ့လေတံပြောင်းတာကိုကြုံခဲ့ပြီးတော့ဒီလိုတိုက်ခံတွေကိုကြိုရှင်းတဲ့အခြေအနေပါလို့မှတ်ချက်ပြုခဲ့ပါတယ်